2025ခုနှစ်ဇန်နဝါရီလ20ရက်တနင်္လာနေ့မှာအမေရိကန်ပြည်ထောင်စုရဲ့48ဦးမြောက်သမ္မတအဖြစ်ဒေါ်နယ်ထရန့်ကျန်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ကျန်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်းလေးလတာကာလနေပါမှာကမ္ဘာဝမ်းမှာ အလောက်ခတ်များစွာ ပေါ်ပေါက်ခဲ့တာကိုလည်းကမ္ဘာလူသားများသိရှိပြီးဖြစ်ပါတယ်။လက်ရှိကမ္ဘာရေးအခြေအနေရရဟာ အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတို့ရဲ့ tariff war trade war ဆတဲ့အပြာလှန်တွင်းကုန်များပေါ်အခွန်တိုးမြင့်ကောက်ခံခြင်းအနေစတင်လာပြီးကမ္ဘာနေရာအနှံ့ပြားကိုကြရက်ရိုက်ခတ်လျက်ရှိပါတယ်။အကြောင်းအကျိုးဆက်ဆက်နေတဲ့ကမ္ဘာရေးရာကိစ္စရပ်များမှာအကြောင်းများအကြောင်းအကျိုးများပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။58ဦးမြောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမြေတိရွေချက်များနဲ့ မြေသည့်အကြောင်းတရားများကြောင့်ဤကဲ့သို့လှုပ်ဆောင်နေသည်ကိုလည်းရှင်းလင်းကွဲပြားစွာ သိရှိရန်လိုအပ်ပါသည်။မေရီကန်သမရတအူးရဲ့နောက်ကွယ်မှာပညာရှင်များအသိပညာရှင်များအတတ်ပညာရှင်များနှင့်နိုင်ငံရေးသုတေသီများပါဝင် နေကြတာကို သိရှိရန်လိုအပ်ပါသည်။တဆက်သေးမှာပဲတရုတ်နိုင်ငံကိုယခုအတိုင်းဆက်လက်လက်ပိုက်ကြည့်နေကြမလားဆိုတော့မေကွန်းကိုလည်း နိုင်ငံရေးရာသူတေသည်များက မေးမြန်းနေသေးရှိပါတယ်။ American ပြည်ထောင်စုကိုကြော်လွန်ပြီးတရုတ်နိုင်ငံကကမ္ဘာပေါ်မှာအင်အားအကြီးဆုံးနိုင်ငံဖြစ်လာရင်မြေကဲ့သို့သောအကျိုးဆက်များပေါ်ပေါက်လာမည်နှင့်ကမ္ဘာပေါ်မှာအကျိုးဆက်များမြည်သို့ပေါ်ထွန်းလာမည်ကိုလည်းလွန်ခဲ့တဲ့နှစ်ပေါင်း30ခန့်ကတည်းကပညာရှင်များက လေ့လာဆန်းစစ်လျက်ရှိနေကြပါတယ်။တရုတ်နိုင်ငံရဲ့စည်ရေးစီဝါရေး နိုင်ငံရေးနှင့်အခြားသောဩဇာနယ်မြေချက်ထွင်လာမှုဩဇာလွှမ်းမိုးရန်ကြိုးပမ်းလာမှုများဟာကမ္ဘာအနှံ့ပြားမှာ တွေ့ရှိနေရပါတယ်။အထင်ကြီးအားဖြင့် Bed and Road Initiative BRI ဆိုတဲ့အစီအစဉ်ရဲ့နောက်ွယ်မှာမြေသည့်အကြောင်းအရာများ ပါဝင်နေသည့်ဆိုသည်ကိုလည်းလေ့လာ သိရှိကြရန်လိုအပ်ပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်သမ္မတအစဉ်အဆက်မှာ သမရတတန်နှစ်ကြိမ်သာရယူခဲ့ပြီးရှီကျင်းပြင်လက်ထက်ကြမှအကန့်အသတ်မရှိသမရတတန်ရယူခဲ့ခြင်းအတွက်ကမ္ဘာအချို့နိုင်ငံများက အာနာရှင်ဟုဖုတ်ဖော်ပြောကြားလာကြပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာလည်းရေပြင်ပိုင်နဲ့ကိစ္စရပ်နဲ့ဆက်လျင်းပြီးအရှိတောင်အာရှနိုင်ငံများဒေသတွင်းနိုင်ငံများနှင့် ထိတ်တိုက်မကြာခဏတွေ့ဆုံပြီးအပြည်ပြည်ဆိုင်ရာပင်လယ်ပြင်ဥပဒေအရ ်အမတ်ပြထန်းထားတဲ့ဥပဒေများကို ဖြောင်ကြားကြချိုးဖောက်ပြီးထိတ်တိုက်ရင်ဆိုင်မှုများလှုပ်ဆောင်နေတာကိုလည်းတွေ့နေကြရပြန်ပါတယ်။စမ်းကြဲဆုံးအရာတစ်ခုနဲ့အကြောင်းတရားတစ်ခုကတော့ American ပြည်ထောင်စုနဲ့တရုတ်နှစ်နိုင်ငံအကြားမှာကမ္ဘာလူသားများမသိရှိပဲလူမသိသူမသိနဲ့အတွင်းကျိတ်အင်အားပြိုင်ပြီးအပြန်အလှန်ထိုးနှက်ခဲ့တဲ့အကြောင်းအရာတွေ မြေ၍မြေများရှိသည်မြေသည့်အကြောင်းအရာများဖြစ်သည်မြေများလောက်နက်နဲသည်ကိုကမ္ဘာလူသားများအလုံးသိရှိနိုင်ကြမည်မဟုတ်ပါအမေရိကန်ပြည်ဆောင်စုအတွင်းမှရှိတဲ့နိုင်ငံရေးသမားများအောက်လွှတ်တော်အထက်လွှတ်တော်အမတ်များ နှင့်အခြားသောညာရက်တိုင်းရာကျွမ်းကျင်သူများရဲ့ထုတ်ဖော်ပြောကြားချက်များအရာတော့ဒီအုပ်နိုင်ငံရဲ့ချင်းချောင်းမှုအန္တရာယ်ဟာကြီးမားကြောင်းထုတ်ဖော်ပြောကြားလာခဲ့ကြခြင်းဖြစ်ပါတယ်။ အကျိုးရလဒ်အဖြစ်ကတော့အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံအကြားဂုံတွယ်ရေးရအခွန်အောက်ဆိုင်ရာတင်းမာမှုစစ်ပွဲဖြစ်ပွားလာခြင်းဖြစ်ပါတယ်။အင်အားကြီးနှစ်နိုင်ငံအားပြိုင်မှုကြားမှာတတိယနိုင်ငံများကမ္ဘာနိုင်ငံငယ်များမြေတို့ပြင်ဆင်ဆောင်ရွက်ထားသင့်ကြသည်ကိုလည်းနိုင်ငံငယ်များလေ့လာဆွေးနွေးပြီးလိုအပ်သည်များပြင်ဆင်ဆောင်ရွက်လျက်ရှိကြပါတယ်။ အင်အားကြီးနှစ်နိုင်ငံပြိုင်ဆိုင်မှုကြားမှာမြေစာပင်မဖြစ်ရအောင်တားကောင်မဖြစ်ရအောင်တတိယနိုင်ငံများဟာတနိုင်ငံချင်းတို့လကောင်ဒေတာတွင်နိုင်ငံများစုစည်းပေါင်းစည်း၍လကောင်စီးပွားရေးအရဖြစ်ပေါ်လာနိုင်မဲ့အကျိုးဆက်များကိုကာကွယ်ရန်ပြင်ဆင်ဆောင်ရွက်နေကြတာအထူးသတိပြုမိပါတယ်။စီးပွားရေးအရအင်အားပြိုင်ဆိုင်မှုကုန်သွယ်ရေးစစ်ပွဲအခြေအနေရရက်အပေါ် ုင်ငံကောင်းဆောင်များပညာရှင်များသူတေသည်များရဲ့လေးလာပြောကြားချက်များကို ကောက်နှုတ်တင်ဆက်အပ်ပါတယ်။ကမ္ဘာသမိုင်းလေးလာမှုများအရ1939နှစ်ခန့်ကစစ်ပွဲရေးအရဂုံတွယ်မှုများနဲ့ဆက်လျင်းပြီးဂုံတွယ်ရေးစစ်ပွဲများပေါ်ပေါက်လာကဂုံတွယ်ရေးစစ်ပွဲမှတဆင့်1939ခုနှစ်မှာဒုတိယကမ္ဘာစစ် ဖြစ်ပွားလာတာဖြစ်ပါတယ်။လက်ရှိလက်တလောအချိန်ဤများအရ ကဘာပေါ်မှာကဘာနိုင်ငံရေးအစီအစဉ်အသစ်အနေထားအစီအသစ်မြေဥဝါအော်ရာပေါ်ပေါက်နေပြီးစီမင်းစီကံလှုပ်ထုံးလုပ်နေတဲ့အခြားသောသမတ်တဲ့ဥပဒေများကိုလေးစားလိုက်နာရတဲ့ WTO ကမ္ဘာကုန်သွယ်ရေးအဖွဲ့ကြီးရဲ့လုပ်ငန်းဆောင်တာများတဖြည်းဖြည်းမေးမိန်ပပျောက်လာပြီဖြစ်ပါတယ်။ ယခင်ကကမ္ဘာကုံသွယ်ရေးမှာထိန်းချုပ်ပြဋ္ဌာန်းထားတဲ့စီမင်းစည်းကမ်းဥပဒေများလှုပ်ထုံးလုပ်နည်းများဟာတဖြည်းဖြည်းပြင်ပသို့ရောက်ရှိသွားပြီးဥပဒေပြင်ပမှာဆောင်ရွက်နေတဲ့လုပ်ငန်းဆောင်တာများပုံမူများပြလာပါတယ်။သူမသားကိုမနာ ဖြစ်စေတဲ့နှုတ်နှစ်ဖက်ကြိုးမြတ်ရှိစေတဲ့ဝင်ဝင် အကျိုးခံစားမှု စနစ်များတဖြည်းဖြည်းပျောက်ပြက်လာပြီဖြစ်ပါတယ်။ ကဘာတဝမ်းလုံးမှာရှိတဲ့ဗန္နာအေးဆိုင်ရာအဖွဲ့အစည်းများအခြားသော ထိန်းချောင်းကြက်မှတ်ပေးတဲ့အဖွဲ့အစည်းကြီးများဟာတဖြည်းဖြည်းအင်အားကျော်ပါလာပြီးဖြစ်ပါတယ်။ကဘာတဝမ်းလုံးမှာရှိတဲ့ကုံသွယ်မှုနဲ့ယင်းနှီးမြုပ်နှံမှုလုပ်ငန်းရပ်များတဖြည်းဖြည်းထိခိုက်ကျဆင်းနေပြီးကဘာတဝမ်းဖွံ့ဖြိုးတိုးတက်မှုနှေးကွေးကျဆင်းလျက်ရှိပါတယ်။နိုင်ငံတကာ ကုံတွယ်ရေးလုပ်ငန်းရပ်များမှာသတ်မှတ်ထားတဲ့စံချိန်စံနှုန်းရှင်းမြင့်စည်းကမ်းလုံထုံးလုပ်နည်းများဟာအဖြည်းဖြည်းလျော်ရဲပပျောက်ွယ်ပျောက်ဆပြုလာပြီးဖြစ်ပါတယ်။မသေးကြမရေရာမှုများလည်းတနေ့တခြားတိုးပွားလာပြီးနိုင်ငံငယ်များအနေဖြင့်တတိဝိရိယဖြင့်အခြေအနေရရက်အားအထူးအလေးထားစောင့်ကြည့်ရန်လိုအပ်လျက်ရှိပါတယ်။ အခြေအနေအရရတူညီသောနိုင်ငံများစိတ်သွောတာချင်းတိုက်ဆိုင်မှုရှိတဲ့နိုင်ငံများအနေဖြင့်စူပေါင်းတာစီကာကွယ်နိုင်ရေးတွေအစီအမံများလှုပ်ဆောင်ထားသင့်ပါတယ်။အပြန်အလှန်အခွန်အောက်များတိုးမြင့်ခြင်းနီလန်းကိုလည်းတတ်နိုင်သွေးရှောင်ရှားကြရန်လိုအပ်ပြီးမိမိတို့ရဲ့နိုင်ငံအတွင်းမှာစီးပွားရေးရခိုင်မာရပ်တည်နိုင်အောင်လည်းအထူးပြင်ဆင်ထားသင့်ကြပါတယ်။ နိုင်ငံငယ်များအနေဖြင့်ရှေ့ဆက်လျှောက်လန်းရမယ့်လမ်းကလေးရာချုံးမွေးမည်မဟုတ်ကြောင်းပန်းခင်းသောလမ်းမဟုတ်ပဲနဲ့ခေါင်းလမ်းများဖြစ်ကြောင်းနိုင်ငံများမှာခံနိုင်ရည်ဆွဲလုံးလာရိယညာမျော်မြင်နှင့်ပညာရဲ့ဆိုင်ရာကြွမ်းကျင်မှုများလိုအပ်ကြောင်းလည်းပညာရှင်များကပြောကြားလျက်ရှိပါသည်နိုင်ငံတိုင်းမှာရှိတဲ့အုပ်ချုပ်သူခေါင်းဆောင်များ နိုင်ငံတွင်းမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်များနိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်းမိမိတို့ရဲ့စွမ်းဆောင်ရည်များနီလန်ပေါင်းစုံဖြင့်မြင့်တင်ဆောင်ရွက်ထားကြရန်လိုအပ်သည်ကို ထောက်ပြလျက်ရှိပါကြောင်းလေးလာအစီရင်ခံတင်ဆက်အပ်ပါသည်